နော်လူဘဝနဲ့ဇာတော့အချင်းခါမှာကိုမာကာယစွမ်းအားညာနာစွမ်းအားတွေပြည့်စုံပြီးတော့ကံစွမ်းလေးတွေရှိလို့ဇာတူအားအာနာအားစီစဉ်အားလေးတွေရှိတဲ့အခါကိုကအားသာတော့ကြီးနိုင်ငယ်မြတ်လောက်ပြီးတော့နိုင်စားရာမျိုးတွေသူများပစ္စည်းလူယူဖြည့်စည်းရာမျိုးတွေဒီလိုအကုသို့ဒုစရိုက်မှုတွေတော့ လွန်ကျွကြတဲ့အခါအေးလောကတရားရုံးကတော့မှန်ကန်တက်မှတ်မှုရှိမယ်မရှိဘူးဆိုတာဘယ်သူမှမပြောနဲ့ကံတရားဆိုတဲ့တရားရုံးကတော့အင်မတန်မှမှန်ကန်တက်မှတ်တယ်အဖေလည်းကယ်လို့မရဘူးအမေလည်းကယ်လို့မရဘူးရဝရီဟာသူတို့ကံရှိတဲ့အတိုင်းသာလဲ အကျိုးပေးကြတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကံတရားအတိုင်းပဲအကုန်လုံးသိညာသိညာအကျိုးပေးကြဖြစ်ပွားကြရတာပေါ့အဲလိုဖြစ်ပွားကြတဲ့အခါမှာအကုသိုလ်ကံအကျိုးပေးအနေနဲ့အမဲလေးဘုံကိုဖြစ်ပွားစေတယ်တဲ့မရေရေတရိဆန်းရေပြိဒါရေအတုရကေရေပြိဒါနဲ့ဆိုင် ရိဆံကတော်သေးတယ်နော်အချို့ချမ်းသာသေးတယ်ဘေးတလိုက်ဆံမှာတနာစရာဖြစ်ပြက်တယ်လက်ကြည့်အများကြီးပါပဲသူတို့ရဲ့သဘာဝအတိုင်းဘယ်သူမှကဲမဲ့လို့လည်းမရှိဘူးတရားမျှတမှုဆိုတာလည်းမရှိဘူးတလိုက်ဆံလည်းတလိုက်ဆံတဲ့ပြိတာကပါပြီးတော့စိုးတယ်လုံမြောက်နိုင်ခွင့်မရှိဘူးတလိုက်ဆံမှာယုံကားကံကားနဲ့ခါတော့လောက်အောင်ပြေးကားနဲ့ကောင်းတော့နိုင်တယ် ေးတချို့ပြိတ္တာတွေဆိုရင်တို့အကုသို့ကံလျောက်ခံစားရမယ်ကံကျွေးတိုင်ခံစားကြရပြိတ္တာထဆိုးတာကမရေပဲနော်မရေပဲမရေဆင်းရဲဒုက္ခဆိုတာပြောလို့ကိုမကုံနိုင်ဘူးတဲ့ပြောလို့မကုံနိုင်ဘူးဒါကြောင့်မြတ်စွာဘုရားကဒါဝင်စိတံဘိက္ခဝေနာတုကတာအခါမေနပါပုနိတော ဇာဝတုခောနိရယောဒေကဝေရဟန်းတော်များသတ္တတို့ဇာဝိစိဓမ္မရေ၌စင်ရသလအခာနိနာဟောပြတော်မူသည်ဖြင့်ပါဘူနီတုံ အပြည့်ရောက်ခြင်းဟာနတုကရာမလွယ်ကုန်ဤရယောမရဲတို့သည် ယာဝအတော်အကဲသာလယုံဒုခောဆင်းရဲစေတတ်ဆင်းရဲရာအရတို့ပေတည်းပြောလို့ရင်တော့ငရဲမှာဖြစ်နေတဲ့ဆင်းရဲဒုက္ခတွေတော့ငရဲတွေရဲ့အစီအတွက်အမျိုးအစားတွေကညစွာဘုရားတို့ကြည့်ရင်ကုံအောင်ဟောပြလို့မနိုင်ဘူးတဲ့ အခါတဲ့ငရဲအကြောင်းတွေထိုင်ပြီးတော့ဟောနေလိုက်မယ်ဆိုရင်ဘုရားရှင်သာပြိဋိဘံစံသွားမယ်ပြောလို့ဟောလို့ကုန်မှာမဟုတ်ဘူး။နော်။ဒါကိုမြတ်စွာဘုရားမိန့်တော်မူလို့ခြင်းဖြစ်တယ်။အများသိတာကြတာကတော့အဲကြီးစစ်ထက်နော်။ဒေဇုကာလတန်ခါတာနဲ့တော်သူဝနှစ်တာပန်းနဲ့မှတ်လက်အဝေးစီအဲ့ဒီလင်္ကာတိုင်း ိဉ္စောငရေကာလာတုံငရေတံဃာတငရေရောရဝငရေမဟာရောရဝငရေတာပနငရေမဟာတာပနငရေအဝိစိငရေဆိုပြီးတော့ငရေကြီးစစ်ထပေါ့နော်ကြပြားလေးဟာသိဉ္စောကာလာတံဃာတနဲ့ဘောရဝနဲ့တာပန်နဲ့မလဲအဝိစိ အထတိုင်းမှပင်ပြာလက်တံကျိန်ပိုက်ရန်ငါဒံဥဒရရှိငရဲနဲ့ငါတို့ရဲ့အထတိုင်းအထတိုင်းမှပင်ပြာလက်တံကျိန်ပိုက်ရန်ပင်ပုံငရဲပြာပုံငရဲလက်စရာလက်ပံတော်ငရဲတန်လျာရတော်ငရဲကျိန်ကျိန်ပိုက်ချောင်းငရဲတို့ငရဲငယ်ငါးခုစီငါးခုစီအချမ်းရရှိရဲ့ မရဲကြီးက၈ထပ်တထပ်ကိုမရဲငယ်၅ခုစီအချမ်းရနဲ့မရဲငယ်က20အေးအများသိထားကြတဲ့မရဲပေါင်းကိုဒီမှာထင်းထင်းရှားရှားသိကြတာကိုမရဲကြီး၈ထပ်နဲ့မရဲငယ်40 40နဲ့10မျိုးရှိဘုရားလည်းပဲတချို့တချို့နေရာတွေမှာတခြားငရဲတွေလည်းရှိသေးကြောင်းကိုဦးဇင်းတို့တွေ့ရတယ်အများသိပြီသားဇလန်တစ်ခုဖြစ်တဲ့ဒုသနာတော်ကာမေတ္တမိဇာစာရအာဟုတုကံကြောင့်ရေရောက်ရတဲ့တနေ့ချင်းလေးရ ူတို့ဘာမယဲကိုကြာသလဲဆိုရင်လောဟကုန်ပြီးတန်ရည်ဘူးမယဲတဲ့အနည်း6000လောက်ကာလပတ်လုံးပွက်ပွက်ဆူနေတဲ့တန်ရည်အိုးထဲမှာတပြောင်းပြန်ပြန်မြုပ်ချီပေါ်ကြီးနဲ့လဲ့လေပြီးတော့ဆင်းရဲဒုက္ခကြီးစွာခံစားရတယ်။အော်အဲ့ဒါမဲကြီးရှစ်ထပ်တော့မရဲနဲ့ငါးမျိုးတို့တယ်မပါဘူးလေ။နော်မပါဘူး။နောက်တစ်ခုရှိတဲ့ဥဒ္ဒရော မိတ္တဝိန္ဒကဇတ်ထဲမှာမိတ္တဝိန္ဒကဟာဩငရဲမြို့တမြို့ဩအဲ့ဒါကျတော့လူပြီမှာပဲရှိရနော်အဲ့ငရဲကကြတော့တပယ်လေတဲ့မျောရဲနဲ့ငရဲမြို့တမြို့ကိုသူကနတ်မြို့ထင်းနေတာလူတယောက်ကဘရုံမာဇာဘဲကြီးကိုခေါင်းပေါ်မှာရွံ့ပြီးတော့တိတ်ပြောနေတယ်လို့သူအောင်းမိတာအဲ့ဒါနဲ့ဩငါ့ကိုအဲ့ဘရုံမာဘရုံမာဇာဘဲကြီးပေးစမ်းမှာဟိုလူကမပေးဘူး မောင်ရင်ဟောတာဘရုံမာဇာဘန်းမဟုတ်ဘူးမယူစင်ပါနဲ့ပြောရမြအေးဟိုပုဂ္ဂိုလ်ကလည်းအကုသိုလ်ကံလုပ်ဖို့အချိန်တန်လာတယ်နဲ့တူပါတယ်ဒီဘက်လည်းကြဖို့ရအချိန်ကရောက်တာပေါ့ညယူလိုက်ပြီဆိုတော့လည်းငါကိုအတိုင်းပဲသူ့အထင်ဘရုံမာဇာဘန်းမဟုတ်ဘဲနဲ့ပင်တော့ဓာတ်ဆက်ဖြစ်နေတယ်ခေါင်းပေါ်မှာတဝီဝီနဲ့လဲပြီးတော့ခေါင်းကိုလှိဖြတ်ပြီးတော့နေတယ်အဲ့ဒါဘယ်လောက်ဆင်းရလိုက်အေးအဲ့ငရဲ့နော် အစင်လက်လက်မရဲရောက်သွားတဲ့သဘောအဲမလို့ဆိုတော့ဒီလိုမျိုးနော်ဒီလိုမျိုးဒီလိုမျိုးငရဲတယ်နော်အဲ့ဒါဒီလိုမျိုးငရဲတယ်ငရဲငယ်ငါမျိုးတည်းလည်းမပါဘူးငရဲကြီးစစ်ထက်စင်းနေမှလည်းမပါဘူးသို့တော်လည်းပဲဘဒဝရီအကုသို့ကံအားလျော်စွာဆင်းရဲဒုက္ခမျိုးစုံဖြစ်ပွားပြီးတော့နေတဲ့ အဲ့ဒါငရဲတို့တတ်မှတ်လို့ရတဲ့နေရာတွေဟာအများကြီးရှိတယ်။သူတို့ခံစားနေရတဲ့ဆင်းရဲဒုက္ခတွေကလည်းပဲသူတို့ပြစ်လုခဲ့တဲ့အာဟုတုကံအတိုင်းအမျိုးအမည်များစွာရှိတယ်။ဘာမလို့မြတ်စွာဘုရားကဒါဝယ်စိရံဘိခဝေနာတုကရအခာနေနပါပုနိတောဇာဝဒုက္ခောနိရယောယဟနောတဲ့။ငရဲနိုင်ဆင်းရဲသလား ငရဲ့ဆင်းရဲဒုက္ခဒေကိုဟောပြတော်မူနေသည်ဖြင့်အပြည့်ဆုံးကိုရောက်ခြင်းမှာမလွယ်လွယ်ဘူးဘုရားမြတ်စွာဘုရားအဲ့ဒါလိုမင်းရဲ့ငရဲ့ဆိုတာအလုံးအကဲအလုံးအမင်းအဆင်းရဲတဲ့အရာဒုက္ခတွေပြည့်စုံနေတဲ့အရာလောကမှာတို့ဒုက္ခရောက်လိုက်တာလို့ဘလောက်ညင်ညင်ငရဲ့ဒုက္ခနဲ့ရှင်ပြီးပြီးမွားမွားလေးရှိပါသေးတယ် တွေ့တာဓမ္မတွေကသေသွားရင်ကောင်းမယ်ငါသေသွားအေးတာပဲလို့အောင်းမယ်ဘယ်သေသွားကောင်းလူ့ဘဝရလည်းအာဟုတခုနေနဲ့တိလကုသိုလ်တမာတိကုသိုလ်ဒါနာကုသိုလ်တိလကုသိုလ်ဘာဝနာကုသိုလ်ဘာမှမမရရအာဟုလောက်စရာမရှိဘဲနဲ့သေဆုံးသွားခဲ့ရင်နောက်တော့ကလေပူပန်မှုတွေအတွေ့အတာတွေနဲ့အကုသိုလ်စိတ်တွေနဲ့သေခဲ့မယ်ဆိုရင်ငရဲကြရင်ဒီထက်ပိုပြီးဒုက္ခရောက်သွားမှာပေါ့။နောက်သေလို့ပြီးသွားမှာမဟုတ်တာ ။ဒါကြောင့်မလို့အေးဒုက္ခမှာကိုယ်နိုင်ပွဲရမရှိဘူး။ဒီလိုအပယ်ဆင်းရဲကို မရောက်ချင်ဘူးဆိုလို့ချင်းလူဝရတော့ရောက်ခံနေမှာဘုရားရှင်ဟောကြားတော်မူတဲ့အပ္ပမဟာဒတရားကိုလက်ကန်ထားပြီးတော့ကုသိုလ်တရားတွေအထုတမဲ့တိုးပွားအောင်အတိအနဲ့စောင့်ကြည့်ပြီးစူးစမ်းအားထုတ်ဖို့လိုတယ်ဗော။